ြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒဆုံးလင်ဘုရင်ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့တာကတော့အခုချိန်ရောဆို10ချိန်လောက်ရှိပါပြီပေါ့နော်တကယ်တမ်းရှင်ပြိုင်ခဲ့တာကတော့10ချိန်လောက်ရှိပြီတကယ်တမ်းစုရရတာကပထမစုကြီးကိုထားရတာရတာဒီဒွါရသမအချိန်မှာပဲရရှိတာဖြစ်တယ်အော်ဒီလိုစုရအောင်ဆရာတို့အဆင့်ဆင့်ပေါ့နော်10နှစ်တာစူးစမ်းခဲ့ရတာပေါ့စူးစမ်းတဲ့အခါဆရာတို့ခက်ခဲတွေကပထမဆုံးခက်ခဲက ကျောင်းတိုက်ကမပြည့်စုံနေတဲ့လမ်းမပြည့်စုံနေတဲ့အတွက်ကြောင့်ဆရာတို့တို့ကလေးတွေကောက်တင်းကောက်ရတာပေါ့နော်ဟိုမိဘကသဘောတူတဲ့မိဘကလည်းအားပေးတဲ့ကလေးကလည်းရှင်ပြန်ရင်တဲ့ကျောင်းသားလေးတွေကိုဒီမှာကားနဲ့လိုက်ပြီးတော့ခေါ်ပြီးတော့ကြိုးပြီးတော့အဖို့အကြိုလုပ်ပြီးဒီမှာပဲအဲကျွေးမှုဧည့်ခံပြီးတော့သူတို့ကိုပြိုင်ပွဲပြီးတဲ့အထိအပညာသင်ကြပေးတာပေါ့ပညာသင်ကြပေးတဲ့အခါမှာဒီသုဒ္ဓဆောင်တဲ့ပြိုင်ပွဲမှာတနင်္ဂနွေကစာပေတာအမှန်တော့ပေါင်း နောက်များစွာကိုရှင်ပြိုင်ပြီးတော့တကားတင်ရွေးတာပေါ့ရွေးတဲ့ခါမှာဆိုရင်ဒီနှစ်ကို58ဦးလို့ရွေးချယ်တယ်ပေါ့အဲ့ဒီ58ဦးထဲမှာတခါတနိုင်ငံလုံးចောင်းသားတွေအတော်ဆုံး58ယောက်ကိုရွေးပြီးတော့နောက်ထပ်အနေနဲ့ရှုံးထွက်ပွဲစဉ်ဆိုပြီးအယောက်30ဖြည့်တယ်ပေါ့အဲ့ဒီအယောက်30ဖြည့်တဲ့ခါမှာအဲ့ဒီအယောက်30တွေကိုရောက်ခဲ့တဲ့ចောင်းသားတွေဗုဒ္ဓဝန္တဝိတ္တရဘွဲ့ပေးတယ်ပေါ့နော်အဲ့ဒီဘွဲ့ထဲမှာဒီဆရာတော်တို့ចောင်းက9ယောက်9ဘွဲ့ရရှိတယ်ပေါ့ အဲ့ဒီဆက်လိုက်ပြီးတော့အုပ်စုခွဲပြီးတော့ဖြည့်တဲ့အခါမှာအယောက်30ကိုအယက်10ယောက်ဖြစ်ကြံဖို့ရရွေးချယ်တဲ့အခါမှာဒီကြောင့်ကအကြောင်းသားတွေက10ယောက်ထဲမှာ3ယောက်ပါသွားတယ်ပေါ့အဲ့တော့ကနောက်ဆုံးမြို့သားကတ်တယုံဖိုင်နယ်ပွဲကြီးမှာ6ယောက်ရွေးချယ်တဲ့အခါမှာအဖုံဖုံတို့အကြောင်းကဖုံဖုံတို့ရဲ့တပည့်တွေက2ယောက်ပါရှိတယ်ပေါ့အဲ့2ယောက်ထဲမှာသရုတ်ထရတာကမမှုကျဲစဉ်ပထမရရှိတာကမတ်ဤပြာယူအဲ့ဒီကနေသူကနေရရှိပြီးတော့ဝန်သားစုရရှိပြီးတော့ပလေးအော့စ်တေးဆက်ပြီးတော့ဖြည့်ဆိုပြီးတော့ သိန်း280အစိုက်တဲ့စုတွေကိုရရှိခဲ့တာပေါ့အဲဒီမှာကန်သွင်းကသင်ကြခဲ့ပုံကတော့ပုံမှန်တော့စနေတွင်းကနေတိုင်းကျွန်တော်တို့အခြေခံနေလက်ရည်တွေစတင်လေ့ကျင့်ပြီးတော့သင်ကြားပါတယ်အဲဒီပုံမှန်လက်ရည်တွေသင်ကြားပြီးတဲ့နောက်မှာလက်ရည်ကောင်းလာပြီးပါဠိဘာသာသားတွေမှန်မှန်ကန်ကန်ဖတ်တတ်လာပြီးရွတ်တတ်လာပြီးရေးတတ်လာပြီးဆိုရင်ကျွန်တော်တို့ကအခန်းလိုက်အခန်းလိုက်သုံးလကြတာပေါ့လေသုံးလကိုအဲညောက်ကြောက်ပါပဲအိပ်ပြီးတော့ကြောက်ပါပဲကြွေကြောက်ပါပဲစား ကျောင်းကအကုန်လုံးပန်ပိုးပြီးတော့ဆရာတော်တို့လုတ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ကျောင်းကပန်ပိုးပြီးတော့လုတ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ခက်ခဲနေတာအများကြီးရှိတာပေါ့အများကြီးတော့ဆရာတော်တို့ဒီမှာမီးရမရှိတဲ့အတွက်ကြောင့်မီးမရှိတဲ့အခါဆိုလာမီးလေးဆိုလာမီးကမိုးရွာတဲ့အခါကျတော့မီးရမရဖုံးမီးနဲ့ကျဲတယ်ကလည်းရှိတယ်နောက်လမ်းမကောင်းတဲ့အခါကျတော့ကားဆရာတော်ကားအခက်ခဲရှိတာပေါ့ကားကျိုးဖို့ကားတော်တော်လေးဟိုစုပ်နေတဲ့အခါကျအဲ့ကျိုးဖို့ကားအတွက်ကခဏခဏကားပြည့်ရတယ်ကားပြည့်ရတဲ့အခါဟိုလိုက်ပြီးတော့ ဟိုတခြားကငှားတယ်ဝါရှော့စရာတွေခေါ်တယ်ခက်ခဲမျိုးစုံကတော့ပြော့မပြတ်တဲ့အောင်ပေါ့ဒီပြိုင်ပွဲဆူရဖို့ရတယ်အဲ့ဒီကံပြတော့ကလေးတွေလည်းပင်ပန်းကြတယ်သူတို့ဆိုတခါတည်းဟင်းကောင်းမစားဘူးပေါ့နော်နေတိုင်းနေတိုင်းရှိတာလေးတွေစားပြီးတော့ဒီနေ့ကိုဖျားရှင်ကိုတုံးချင်ရှင်ကိုရတယ်ပြိုင်ပွဲမှာပါတဲ့ပါဠိတွေကိုနေတိုင်းနေတိုင်းရွှေဆူပူဇော်ရတယ်လက်ရည်တွေလေ့ကျင့်ရတယ်နောက်တစ်ခုဆရာတော်တို့ကလေးတွေလေ့ကျင့်ခန်းစာမွေးတွေမှာ နော်လေ့ကျင့်ခန်းစာမွေးတွေမှာအမှတ်တွေမရခဲ့ဘူးဆိုရင်ဆရာသူတို့သင်ကြားတဲ့တသင်္ကန်ဆရာမတွေက ထိုင်ထတယောက်ကို150တိလောက်ရတာပေါ့အဲ့တော့ဇီယာတော်ကပါသူတို့ဆရာမတွေလောက်တာမှသူတို့ကចောင်းစားမကြိုးစားလို့ဆိုဆရာတော်ကိုယ်တိုင်ဒါထိုင်ထလောက်တာတို့ဒါမလောက်တော့မလောက်တင်ပေါ့လေသူပြန်နေရဆိုတော့ចောင်းစားတိုးတက်ခြင်းနဲ့ဆန္ဒတွေဇီယာတော်တို့ကကိုယ့်ကိုယ်ကိုအပြစ်ပေးတဲ့အနေနဲ့နေပူတဲ့ပဲမတ်တိုက်ရတာတွေဒီလိုတွေလောက်ပြီးမှဒီစုကိုရခဲ့တာဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ခက်ခဲပါတယ်ပေါ့အဲရေစက်ကတော့ဖုန်းတို့ဗုဒ္ဓဘာသာတွေမကွယ်ပြောက်အောင်နော်ဗုဒ္ဓဘာသာကိုထဲထဲဝါးဝါးလေ့လာနေအောင်အဓိကဖုန်းဖုန်းတို့ ဋ္ဌံလေးချက်နဲ့ဒီသင်္นานကိုဖွင့်တယ်ပေါ့အဋ္ဌံလေးချက်ကနံပါတ်၁ဗုဒ္ဓဘာသာတရားပေါ်မှာလူတိုင်းလူတိုင်းကိုက်ဆိုင်တောင်ပေါ့ဘုရားကိုမှယိုသေးတတ်အောင်ဘုရားကိုလေးစားတတ်လာအောင်ဆရာတို့ဟိုဆရာတော်ကြီးများရေးတဲ့နော်ဗုဒ္ဓအကြောင်းအရာကိုကောင်းစွာသိမှဗုဒ္ဓကိုကြည်ညိုနိုင်ပါလေအဲဗုဒ္ဓအကြောင်းအရာကိုမသိရင်မကြည်ညိုနိုင်ဘူးဖြစ်တဲ့ကြောင့်ဗုဒ္ဓအကြောင်းအရာတွေသိဖို့ဆရာတို့အနေနဲ့ဗုဒ္ဓဘာသာပေါ်မှာယိုကိုက်ဆိုင်ယိုသေးရမည်ဆိုတဲ့ရည်ရွယ်ချက်ရဲ့နောက် pride စိတ်ဓာတ်နော် pride စိတ်ဓာတ်ကလိုအပ်တယ်ပေါ့နော်အများကောင်းကျိုး ိုလိုအပ်တဲ့ price တက်တွေရှိတဲ့အောင်ရဲ့ပညာရေးမြင်မအောင်လို့အခုလိုပညာရေးမြင်မတဲ့အတွက်ကြောင့်ဒီကလေးဟာပထမဆုံးကြခဲ့တာပေါ့နော်ပညာရေးမြင်မအောင်ရဲ့နောက်တော့ဗုဒ္ဓဘာသာလူငယ်မျိုးဆက်တွေများပေါ်ထွက်လာအောင်လို့ဆိုရည်ရွယ်ချက်တွေနဲ့အဋ္ဌထံချက်တွေနဲ့ဆရာတော်ဒီသင်တန်းကိုဖွင့်လှစ်ခြင်းဖြစ်ပါတယ်အဲဒီကြောင့်ကဟိုစပြီးပြန်ကြတဲ့ချိန်တုန်းကနေစပြီးတော့ဒုတိယအဆင့်တက်တယ်နောက်ပြန်ဝဲဝံအဆင့်ရောက်တယ်နောက်နှစ်မှာတော့ဘုန်းဘုန်းတို့ကြောင့်ကဗုဒ္ဓဝန္တဝိသာဒရာဘွဲ့ရတယ် နောက်တနိုင်ငံလုံးရေးဖြေဒုတိယတနိုင်ငံလုံးရေးဖြေတတိယစသည်ပေါ့အဲ့အရာတွေနှစ်နှစ်ကျင်ကြောင်ရခဲ့တယ်အဲဒီနေ့မှာအဲဘုရားဝန္တဝိဒ္ဒရာဘွဲ့နဲ့၃နှစ်လောက်၄နှစ်လောက်ရခဲ့တယ်ပေါ့ဒီနေ့မှာတော့ထူးထူးခြားခြားဒီကြောင်ကပြိုင်ပွဲဝင်58ယောက်ထဲမှာလည်း6ယောက်တက်ခဲ့တယ်ထို့ပြင်မှာရန်ကုန်တိုင်းစာပြေတာနဲ့မနစ်ကလည်းရန်ကုန်တိုင်းစာပြေတာနဲ့မှာပထမရတယ်ဒီနေ့လည်းရန်ကုန်တိုင်းစာပြေတာမှာအငယ်တန်းမှာပထမရရှိတယ်အဲ့တော့ရရှိတဲ့အခါမှာဒီကြောင်ကမှသူတို့ရွေးချယ်တဲ့အစင်းနဲ့မှာတနိုင်ငံလုံးအတော်ဆုံးအမှတ်အများဆုံးအယောက်20ရွေးချယ်တယ် 那阳光茶叶那茶种，你要有钱的不？哎，有钱的嘛，晓得都讲啊。第一，俺在看有条马，啊，茶种你阿便宜。第二，俺那土茶地啊，第二，俺那土地啊，哎，第二俺那地啊，第二俺那土茶地。第二俺那沙茶马，第二俺那哎，第二俺那西瑶苗婆，那沙茶马母，第二俺那西瑶苗爷，哎，沙都瑶苗爷阿便宜，幺二三的嘛，八个比多。那个阳光茶叶，古早比阳光茶叶茶种，你有条马，八他妈土地啊呢，八万比多，超过一千块的不？ အရွေးချက်ကနဲ့အစင်းကနေ6ရောက်ရောက်ပြီးတဲ့ခါမှာ59ရောက်ကိုစောစောကပြောတဲ့ထပ်ဖြည့်တဲ့ခါမှာဆရာတို့ကြောင့်9ရောက်6ရောက်ကို9ရောက်ဗုဒ္ဓဝန္တာဝုဒ္ဒရာပွဲရပါတယ်အဲ့တော့9ရောက်ရပြီးတဲ့မှာနောက်ထပ်ဖြည့်တဲ့ခါမှာတော်တန်း10ရောက်ထဲမှာ3ရောက်ပါသွားတယ်ပေါ့အဲတော့တော့ပြီးနောက်ဆက်ပြီးတော့ဖြည့်တဲ့ခါမှာ6ရောက်ထဲမှာတယောက်ကတော့10ရောက်ထဲမှာကျန်ရပြီးနောက်2ရောက်ကတော့သရုတ်ထရဲ့ပထမရရအဲ့ဒီသူတွေရတဲ့အတွက်ကြောင့်ဆရာတို့နီးပြဆရာစုဗုဒ္ဓဝန္တာ နေရဒေသကဘွဲလည်းရရှိပါတယ်။နောက်ပထမဆုံးရရှိတဲ့ចောင်းသားရရှိတဲ့အတွက်ကြောင့်ဆရာတော်မှာဗုဒ္ဓဝန္တာဘௌဒ္ဓတရဝိသိဋ္ဌနေရဒေသကဘွဲကိုလည်းရရှိပါတယ်။အဓိကကတော့ဒီလိုသာသနာပြုနိုင်ဖို့ဒီကလေးတွေလိုနိုင်ငံကျော်ပထမဆုံးရရှိဖို့ဆိုရင်ဆရာနောက်ကဆရာတော်ចောင်းမှာလိုအပ်ချက်တွေကိုเนาะအဆောက်အဦတွေအဲသင်တန်းထောက်ကူပြုပစ္စည်းတွေနောက်တစ်ခုလစဉ်ကားကြိုးဖို့စီဖို့တွေအဲကားယင်တွေအဲ့ဒါတွေပြည့်ပြည့်စုံမဲ့ဆိုတော့တည်တဲ့အောင်မြင်တဲ့ အဲဒီတဲ့သာသနာပြုပေးနိုင်တဲ့အကြောင်းအကြောင်းဖြစ်မယ်လို့ဆရာတော်ယုံကြည်ပါတယ်ပေါ့